မင်္ဂလာပါမနက်ဖြန်ခုနှစ်သားသမီးများအတွက်တည့်ရတာဆောင်းဝမ်းရှောင်းဝမ်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့သူများပြဿနာများကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်မိဒီအရာမှာကောင်းမခံအာမမခံပါနဲ့အလုံးမှာစိတ်ညစ်เสียစိတ်ရှုပ်เสียများကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်အချင်းအင်းမှာတော့အထင်လွဲเสียများနဲ့ကြုံတွေ့ရတတ်ပါတယ်၄၆ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ် ရေရအနေနဲ့တော့မိမိအိမ်ရဖျားမှာပေါမုံ၅ချက်ကတ်လို့ပြုဆောင်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့ရှေးတော့အခက်နောက်ဆော့အခက်ဆုံးဖြတ်အခက်တာမျိုးတွေကြုံတွေ့ရတတ်တဲ့နေမျိုးတွေဖြစ်ပါတယ်။အယောင်းဝယ်ကောင်းပါတယ်။လက်ရွှင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။သွားကြိုက်သွားနာတာမျိုးတွေဖြစ်တတ်ပါတယ်။တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အနီအောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိအိမ်ရဖျားမှာစမူစာ၃ခုကတ်လို့ပူဇော်ပေးပါ။ အင်္ဂါသားသမီးများတို့ယနေ့မှာတော့လူမျိုးကြပါတာကြများရဲ့အကူအညီများရရှိပါလိမ့်မယ်။ရွှေလက်ဝတ်ရတနာနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများအပ်တတ်ပါတယ်။သူတစ်ပါးရဲ့ကြောက်သွင်းခြင်းအထင်လွဲဆွဆွခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေတော့မှာအထီးကိုက်ဒဏ်ရာရတတ်ပါတယ်။ချစ်သူစရာနေပြီးတော့သတင်းကောင်းများကြားအပ်တတ်ပါတယ်။တစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အဖြစ်အောင်နဲ့ငွေရအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာလက်ဖက်တော့ကလို့ပူဇော်ပေးပါ။ ဘုံတော်ဦးသားသမီးများတို့ယနေ့မှာတော့အလုံမှာမျောလင့်မထားလောက်အောင် အောင်မြင်သုံးသပ်မှုများနဲ့ကြုံတွေ့ရတတ်ပါတယ်။ဝေကံကြေးကံလည်းအလွန်ကောင်းတဲ့နေနေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့ကံအခွင့်လမ်းအလွန်ကောင်းပါတယ်။ဘာပဲလုပ်လို့ရဲရတာလုပ်ပေးပါ။ဘိုက်အောင်ဘိုက်တာဖြစ်တတ်ပါတယ်။အချီးရေးမှာတော့တာယာနေပါလိမ့်မယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြူရောင်းတဲ့ငွေရောင်းဖြစ်ပါတယ်။ရဲရရနေနေရတော့မိမိအရာပြမှာကောင်းချင်းပေါင်းကတ်လို့ပူဇော်ပေးပါ။ ရှာရာပရိသတ်မိများတို့ယနေ့မှာတော့အလုတ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးသတိထားဆောင်ရွက်ရမယ့်နေ့လေးဖြစ်ပါတယ်။စတူရှယ်ယာကိစ္စစာချုပ်ကိစ္စများအထူးအောင်မြင်ပါလိမ့်မယ်။ရွှေအလပအနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။လက်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အချင်းရင်းမှာတော့တာယာနေပါလိမ့်မယ်။ခြောက်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အပြာရင့်ရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့တော့မိမိအရာဖျက်မှာပဲကိတ်ကတ်လို့ပူဇော်ပေးပါ။ တောက်ကြသားသမီးများတို့ယနေ့မှာတော့ဝမ်းသာစရာတွေအောင်မြင်မှုတွေဇက်တိုက်ကြုံတွေ့ရပါလိမ့်မယ်။ရွှေရည်သနာအလှကုန်အလှပြင်ဆိုင်အမှုပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းများအထူးအောင်မြင်ပါလိမ့်မယ်။ကိုလက်ရရနာမျိုးတွေဖြစ်တတ်ပါလေ။နှစ်ကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ခံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေပေါ်ရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာဖျက်မှာစီမီးကားတိုင်းကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့သူများပြဿနာများကြမှာအကြောင်းဝင်ဖြေရှင်းပေးရတတ်ပါတယ်။ မိတ်ဆွေများအတွက်တော့ကကြုံတွေ့ရတတ်ပါတယ်။မြေနေရာကိစ္စများအတွက်စကားများဖြစ်ရှင်းပြရတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ခီးသွားရတတ်ပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။လေးခွန်ပါတဲ့ကိစ္စများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ညှိုးမိုင်းတဲ့အရာနဲ့အနက်ရောင်ဖြစ်ပါတယ်။ရေရီအနေနဲ့တော့မိမိအရာဖျက်မှာနွားနုကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ